မင်္ဂလာပါရှင်။ဧပြီလ16ရက်ဗုဒ္ဓဖူးနေ့အတွက်ရှယ်ကုံရဲ့လှလှရှရှရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့မြို့တော်ခမ်းမရှိတွင်အချက်နှင့်လမ်းလျှောက်တကြံကျင်းပတဲ့သတင်းဖြစ်ပါတယ်။မြမရွေရရင်ကျေးမှုတကြံပွဲတော်အချက်နှင့်လမ်းလျှောက်တကြံပွဲတော်ကိုရှန်ကုံမြို့မြို့တော်ခမ်းမရှိမှာကျင်းပကြောင်းသိရပါတယ်။ မြို့တော်ခမ်းမတလျှောက်တကြံမှာအေဂျန်စွာရေပြန်းရေပတ်ကြကမြမတလီမြမရွေရအစင်လာကိုထိမ့်သိမ့်ကြလျက်တကြံချစ်သူပြည်သူများကရေပတ်ကစားခြင်းများဖြင့်တကြံပွဲတွင်ပါဝင်လန်းလျှောက်ဆင်နွှဲကြကြောင်းသိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့အိန္ဒိယနိုင်ငံမှာလူဒဏ်နှင့်ပြန်လည်ထူထောင်ရေးဖြစ်စီများရောက်ရှိရတဲ့တွင်ဖြစ်ပါတယ်။ မန္တလေးငလင်ကြီးတန်တဲ့ဒေသများတွင်ပြည်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အိန္ဒိယနိုင်ငံမှလူဒဏ်နှင့်ပြည်လည်ထူထောင်ရေးပစ္စည်းများဧပြီ15ရက်ကနေပြည်တော်သို့ရောက်ရှိကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံထံမှသိရပါသည် အိန္ဒိယနိုင်ငံမှာငလင်တန်တဲ့ဒေတာများရှိရုံဝန်းသုံးတဲ့အင်အားသုံးပစ္စည်းများအားအိန္ဒိယလေတပ်ရဲ့စီဝမ်းဆဲပန်းလေယာဉ်ဖြင့်တည်ဆောင်လာပြီးနေပြည်တော်တွင်အိန္ဒိယနိုင်ငံတပ်ရုံးမှတာဝန်ရှိသူများကမြန်မာနိုင်ငံကာကွယ်ရေးဝင်ကြီးဌာနလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေးဝင်ကြီးဌာနတို့ရဲ့တာဝန်ရှိသူများထံလွှဲပြောင်းပေးရကြောင်းသိရပါတယ်ရှင်။